င်း Microsoft Word ထဲမှာတိပဲပုံစံလေးခေါ်ထည့်ပြီးတော့အဲ့တိပဲထဲမှာစာတိအညီအရလောက်တာလေးပြောပြီးမယ်เนาะအဲ့တော့ insert ထဲကအခုဆိုတိပဲလေးနဲ့သွားတယ်ပြီးရင် insert တိပဲအဲ့တော့ကိုလိုချင်တဲ့ column ဥပမာ column က၃ခုလိုချင်တယ်ပေါ့ဒါဆိုရင်ဒီမှာ3လို့ရိုက်ထည့်မယ်ပြီးရင်တော့ဒီအောက်ဘက်က row မှာက row က2 row လိုချင်တယ်ဒါဆိုရင်2ပြီး okay နဲ့ထွက်လာတယ်เนาะဒီတော့သူကအချင်းချင်းလေးပြင်ချင်တယ်ဆိုရင်ဒီလိုမျိုးအတွင်းလေးခြုံလိုက်လို့ရတယ် ကိုကတခုချင်းတခုချင်းလိုချင်တာမျိုးဆိုရင်တော့အကွက်တစ်ကွက်ချင်းစီလိုချင်တာမျိုးဆိုဒီအကွက်တစ်ကွက်ချင်းစီချက်မှာလည်းဒါပဲเนาะအဲ့တော့အခုဆိုရင်ကိုလိုချင်တဲ့အရွယ်အစားလေးဖြစ်အောင်ဒီထောက်လေးအလေလေးတွေကနေချက်ပါအဲ့တော့ဒီဘက်ဘေးလေးတွေကနေချုပ်ပြီးသွားရင်တခုချင်းစီရဲ့ချင်းချင်းဟိုပုံသေးလိုချင်တယ်ပေါ့ဟိုညှိချင်တယ်ပေါ့ညှိချင်တယ်ဆိုဒီထိတ်ကညာလေးဒါဝဲလိုလေးဖြစ်အောင်ထားကလေးနေတာเนาะကလေးနေပြီးသွားရင်ဒီထိတ်ဆုံးမှာရှိတယ်တီဘက်ဒီဇိုင်းတီဘက်လေးရာ ဒီမဲ့လေးယောက်တင်မှာဒီမှာဗာလေးကိုကြည့်ရမယ်ဆိုရင် width ကိုကြည့်ရမယ်ဒါ width တန်ကို width တန်မှာ0.75ရှိတယ်အခုဆိုရင်ဒီ b က0.75အနီးထားကိုတိုက်ပြီးဆိုရင်ဒီတိုင်းထားလိုက်တော့เนาะပြီးရင်သူကဗာလေးရှိလဲဆိုတော့ height width က0.75 height ကကြတော့အမြင့်က0.16ဆိုတော့ကိုလိုချင်သလားလေဒါလေးကိုနည်းနည်းလေးချဲလိုက်เนาะအဲ့တော့ကိုလိုချင်တဲ့အနီးထားလေး0.2ဆိုရင်0.2လဲ2သွားအောင်ကို 0.75ဝယ်ထားလိုက်မယ်ပြီး enter ခနော်အဲဆိုရင်တော့ဒါအမြင့်လေးတူသွားပြီပေါ့နော်အဲ့တော့အမြင့်တူပြီဆိုရင်ဒီအပေါ်၃ခွက်ကိုဒီလိုလေး select မှတ်ထားမယ်ပြီးရင်အဲ့ဒီ၃ခွက်ကိုပေါင်းချင်တာပေါင်းချင်တာဖြစ်တဲ့အတွက်ဒီပဲ၄ရောက်တဲ့အခါ match group ရဲ့အပေါ်က match 0ဆိုတာလည်းရှိရနေလိုက်ဒါဆိုရင်ဒီ၃ခွက်လေးပေါင်းသွားပြီပြီးရင်ဒီခွက်ထဲမှာစာရိုက်မယ်ဆိုရင် insertion mark ထား အဲ့ဒီမှာပြည်တော်စုဖောင်ဖြစ်ပြီပါနော်တကယ်လို့မဖြစ်သေးဘူးဆိုတော့ပြည်တော်စုဖောင်ပြောင်းမယ်ပြီးရင်ဒီမှာစာလေးရိုက်ထည့်ရမယ်စာလေးမှာ control shift ပြည်တော်စုပြောင်းပြီးသားဖြစ်တဲ့အတွက် control shift နှိပ်မယ်နားငယ်ပြီးတော့တက်ကွီးနှိပ်မယ်ဆိုပါစို့ palette type နော် palette type ဆိုတော့ shift a တက်ပြီးခုံမယ်နောက်ခံညပေါ့အဲ့အဲ့စာလေးတွေညီကျင်တယ်ညီကျင်ရင်ဒီ row ကို select မှတ်လိုက်နော် select မှတ်ပြီးတော့သူက alignment center ဒါဆိုရင်အပေါ်မညီဘူးသူကညီတော့ညီတယ်အမြင့်အလယ်မရဘူးအဲ့ဒီအတွက်ဒီဘက်ကတေဘယ်၄ယောက်မှလည်းနှိမ့်လိုက်တေဘယ်၄ယောက်တည်းကအနောက်နားလေးမှာရှိတယ် alignment ကြားလေးရှိတယ်အဲ့တော့အဲ့ alignment ရဲ့အပေါ်မှာဒီမှာ align center ဒီဒုတိယတစ်ခုလေးနော်အဲ့ဒါလေးကိုနှိမ့်လိုက်ဒါဆိုရင်စာလေးကအလယ်ရောက်သွားလိမ့်မယ်ပြန်ဒီထဲမှာဆိုပါစို့ပုံလေးခေါ်ထည့်ပေးအဲဒါဆိုရင်တော့ insert ထည့်ကပုံခေါ်ထည့်ခြင်းလည်းရတယ်ဒါမှမဟုတ်ရင်လည်း ကိုဆွဲထားတဲ့ပုံလေးတွေပေါ့နော်အဲ့တော့ insert ထဲက shape ထဲကနေပြီးတော့အခုကတော့ဒါနမူနာပဲခေါ်ထည့်လိုက်တော့မယ်နော်အဲ့တော့ဆွဲထားတဲ့ပုံရှိရဆိုရင်နော်ဆွဲထားတဲ့ပုံဆိုပါစို့ဒီမှာခဲတံလေးနဲ့အဲဆွဲပြီးသားရှိရသူကကြာလေခဲတံလေးနဲ့ယူဆွဲလိုက်ပုံအဲ့တော့ဆွဲပြီးသားမရှိရသူကြာလေရှိတဲ့ပုံလေးကိုယူလိုက်မယ်ဆိုပါစို့နော်ဒီမှာဒါဆိုရင်ရှိတဲ့ပုံလေးတစ်ခုယူလိုက်မယ်အဲ့ပုံမှာ shape fade ကိုတော့သူအရာမဖြေတော့ဘူး no fade ထားလိုက်မယ်နော် ။အောက်တိုင်းကတော့ဒီရောင်လေးပဲထားလိုက်မယ်။ပြီးရင်ဒါလေးကိုဗာနေရာလေးရွှေ့ကျင်တယ်။ဒီလိုကိုကိုလေးကိုနှိပ်ပြီးတော့ in front of text ဒါဆိုရင်လေးခုလေးပြင်ဗာနေရာရွှေ့လို့ရတယ်ပေါ့နော်။နောက်တစ်ခုကကြာတော့အဲနောက်ပုံလေးထပ်ချဲ့ကျင်တယ်ဆိုရင် insert insert ထရပဲရှိန်နဲ့ပဲထပ်ထည့်ပြရအောင်။ရှိန်နဲ့ကိုလိုချင်တဲ့ပုံလေးကိုထပ်ယူလိုက်ပေါ့။မုန်းပုံလေးလိုချင်မုန်းပုံလေးဆွဲလိုက်။ ီကအဲ့ပုံလေးကိုသူဟာလို့လဲလှည့်ခြင်းနဲ့လှည့်ခြင်းနဲ့ဆိုရင်ဒါ rotate icon လေးရှိရဒီဘေးနားလေးမှာเนาะ rotate object ဒါက rotate သူကဘယ်ညာလှည့်ခြင်းလားအခုဆိုရင်သူက right left ကိုက vertical light လားအဲ့အခုလောလောဆယ်ဆိုရင် vertical light လေးရင်ဒါ horizon နဲ့ horizon နဲ့ယူလိုက်ပါเนาะကိုလိုချင်တဲ့အနေအထားလေးကိုယူမယ်ပြီးရင် site လေးပြင်မယ် link လောက်ပြင် dragon ဆွဲ image ရဲ့ fade ပါ ရှိတ်ဖေးမှာလည်း no fee လေးထားလိုက်မယ်နော်ပြီးရင်တော့ select ဖြုတ်လိုက်ကဲအဲ့တော့ဒါလေးကိုနေရာရွှေ့မယ်ဆိုရင်များလေးမှုဖြစ်အောင်ထားပြီးပြီးအကူချဒီတိုင်းပဲဒီမှာလည်းပြီးပြီးတော့လေးခုဖြစ်အောင်အကူချကိုလိုချင်တဲ့အနေထားလေးရွှေ့ပါနော်အဲ့တော့ဒီအမြင့်ကိုမကြိုက်သေးလို့ထပ်ပြင်ချင်တယ်ဆိုလည်းအမြင့်ကိုဒီမှာပြီးပြီးတော့အကူဆွဲချလိုက်နော်အဲ့တော့ဒီအမြင့်ကိုပြန်ပြင်ခြင်းလဲဆိုရင်တော့ဒီအမြင့်ကိုဆက်လက်မှတ်ဒီပင်၄ရောက်ထဲမှာဒီအမြင့်ကိုတွားမှတ်လိုက် နည်းကဘယ်လောက်ရှိလဲ0.92ဒါဆိုဒီအောက်တစ်ခုမှာလေ0.92ပြင်ပြလိုက်ရုံပဲစလက်မှတ်မယ်0.92ဒီဘက်ရိုက်တဲ့ enter ခောက်လိုက်ဒါဆိုရင်သူ highlight မဟုတ်ဘူးဖြစ်နေ0.92မြန်မာလိုဖြစ်နေ let's be name control shift 0.92 enter ဒါဆိုအမြင်ရသွားပြီเนาะအဲ့တော့ ီထဲမှာနောက်ထပ်ပုံလေးထပ်ထည့်လို့လည်းရတယ်ဒါကတော့ကိုလိုချင်လို့နေရာချိန်ပေါ့နော်အဲ့တော့နေရာချိန်ပြီးသွားရင်နောက်ထပ်ပုံတစ်ပုံလေးထပ်ထည့်ကြည့်မယ်ကိုယ့်ဘာကိုဆွဲနိုင်တဲ့သူကတော့ insert ထဲက shape ထဲရနေဒီမှာခဲတံလေးကိုယူပြီးတော့လည်းဆွဲလို့ရတယ်နော်အဲ့တော့ဒါရှိပြီးသားလေးကိုယူလိုက်တာပုံကိုယ့်ဘာကိုဆွဲမယ်ဆိုတော့ဒီနာလေးမှာ line လေးရှိတယ်ဒီမှာ connector line လေးရှိတယ် cuff လေးရှိတယ်ဒီမှာ freedom freedom shape လေးရနေကိုယ့်ဘာကိုဆွဲလို့ရတယ် မှာအဲ့လိုဒါနမူနာဆွဲပြလိုက်မယ်နော်ဒီလိုမျိုးပုံစံလေးဆွဲလို့ရတယ်အဲ့တော့အခုဒီထဲမှာခြေပုံလေးဆွဲလိုက်မယ်ပြဆက်ခြေက shape ခြေကပဲဒီမှာခြေပုံလေးတစ်ခုထပ်ယူရမယ်ဒါဒီနာလေးကခြေအဲ့တော့အောက်ဘက်ကိုလည်းနည်းနည်းလေးရွှေ့ကြည့်တာဒီမှာကြဲလေးရှိရနော်နှိပ်တာအဲ့တော့ခြေပုံလေးကိုရွှေ့ပြီးရင်ကိုလိုချင်တဲ့ဘက်ကို tracking လေးဆွဲမယ်နောက်ထပ်သူ့ကိုအရောက်မထည့်ဘူးဆိုတော့ shape fade ရ no fade နဲ့သွားမယ် နောက်နေရာလေးရွှေ့ကြည့်တိုင်းပဲပေါ့နော်နောက်ထပ်သူ့ကိုပွားမယ်ဆိုရင် copy ခုပြီးရင် paste အဲ့တို့လေညာလေးဥပြောင်းထားနေရာလေးရွှေ့ဆက်လက်ပြုတ်လိုက်နော်အဲ့တော့ကိုလိုချင်တဲ့နေရာလေးတွေကတော့ညာလေးဥပြောင်းထားပြီးတော့နေရာရွှေ့ပြရမယ် copy ကိုနှိပ်မယ်ဆက်လက်ပြုတ်လိုက် paste အဲ့ဆိုနောက်တစ်ခုထပ်ရလာမယ်အဲ့နောက်တစ်ခုတော့ကိုလိုချင်တဲ့နေရာထပ်ထားဒါလေးရ site ကြီးနေဆိုနည်းနည်းလေးကြီးလိုက်အဲ့တော့အဲ့ပုံလေးကိုဟိုက ဒီဘောက်စီအလဲကိုထားခြင်းလဲဆိုပါဆိုနော်အဲ့တော့ဘောက်စီအလဲကိုထားမယ်ဆိုရင်ဒါလေးက click ပြီးရင်နောက်ထပ် keyboard က shift key ကိုပြီးမယ်နောက်ဒီကောင်လေးရင်မှာနောက်ထပ် click ချက်နေလား shift click shift click shift click နော်အဲ့လိုမှိတ်ပြီးသွားရင်ဒီထိတ်ဆုံးမှာနောက်ဆုံးရပဲဒီပဲ၄ရောက်ထဲမှာ ဒီဘယ်၄ယောက်တို့ဒီဘယ်ဒီဇိုင်းတို့မှာကြည့်ရမယ်เนาะအဲဒီဘယ်၄ယောက်ထဲမှာသူဒါ selection မှတ်ထားဖြစ်တဲ့အတွက်သူ့ကို group ဖွဲ့ပေးလို့ရတယ်အဲ့တော့ group ဖွဲ့မယ်နောက်တစ်ခုကဘာလေးကိုသုံးပေးလို့ရသေးလဲဆိုရင်ဒီထဲမှာဒီမှာ cell margin alignment မှာ center เนาะဒီလို center ထားလို့ရတယ်ပြီးရင်တော့ဒါနှစ်ခုရဲ့ center ပေါ့နော်နောက်တစ်ခါစာသားရဲ့ direction နေထားပြင်တာ select ဖြုတ်လိုက်မယ် ဒါလေးကိုပြန်ပြီးဆွဲထုတ်လိုက်အောင်မယ်။နော်။ဒါကိုလိုချင်တဲ့ပုံစံလေးရပြီ။ချင်းကျဲလေးပြင်မယ်။ပြီးရင်ဒီမှာဆလတ်ပြန်မှတ်မယ်။ချဲလေးကိုအသေးဆုံးကအသေးလေးကိုရင်မှတ်ပြီးရင်အပြင်ဘက်ကဆက်အဲ့ကိုလိုချင်တဲ့ချင်းမှာ shift click နောက်ထပ်တိမ်ပုံကိုလိုချင် shift click နောက်ထပ်လာချမ်းပုံစံလိုချင် shift click ဒီလိုလေးမှတ်သားမယ်နော်။ဒီအဲ့ပုံမှာပဲ right click နှိပ်လိုက် right click နှိပ်ပြီးဒီမှာ group ဆိုတဲ့ရှိရယ်နော် group လောက်လိုက် ါဆိုရင်ဒီပုံကတပုံလည်းဖြစ်သွားပြီပေါ့နော်အဲ့တော့မှဒီပုံနဲ့ဒီနောက်က row နဲ့ကိုပြင်ချင်တာအဲ့တော့ဒါလေးကိုမှတ်ဒါလေးကိုဆက်လက်မှတ်ပြီးသားဒီမှာ center တော့ပြောင်းသွားတယ်ဟုတ်ကြည့်ဒါဆိုရင် center အဲ့တော့ top center လို့ချင်တာလား vertical center လို့ချင်တာလားဒါလေးရဲ့နေရာနည်းနည်းဒီလိုက်ပြီးတော့ကစားလိုက်နော်ကိုက center လို့ချင်တဲ့အနေထားပေါ့ကိုကြည့်ပြီးအဲ့ဒါနဲ့ဒီပုံစံလေးရမယ်ပြီးရင်သူ့ကိုတော့ဗာလေးနှုတ်မယ်ဆိုဒီ table head တင်ပေါ့ဒီမှာမှတ်လိုက် ဆက်လက်ပါလိုက်နော်ဒီလို link ကိုလေးဖြစ်အောင်ထားဆက်လက်မှတ်မယ်ပြီးရင် home name က copy နော် copy ကူးပြီးရင်ကိုကဒီ output ကိုတစ်ခုထပ်လို့ခြင်းလေပေါ့အဲဆိုရင်ဒီ out တစ်ခုမှာ exception မိုင်းထားပြီးတော့ paste သွားလိုက်လို့ရတယ်ဒါပေမဲ့ဒီကြားမှာနေရာလို့မရှိဘူးနော်အဲ့ဒါမျိုးကြရင် enter နဲ့ပြန်သွား enter ခေါ်လိုက်နော် enter ခေါ်ပြီးမှ paste လေးသွားလိုက်ဒါအပေါ်အ